ရာတော့ရာဇီဥတုလည်းအေးလာပြီဆိုတော့အမဲသားမော်လာဦးဟင်းရေတောက်ချင်ကျွန်တော်လိုချက်ကြည့်ပါအသားကနူးညံ့မွေးပြတ်ပြီးဟင်းရေလည်းတောက်လို့ကောင်းပါတယ်ကျွန်တော်ဆောင်းထဲမှာတပတ်ကို9ရက်လောက်မိသားစုကိုချက်ပေးတတ်ပါတယ်တောက်ပြီးရင်အနှွေးပေါင်းမီအောင်ဝတ်ဆရာမလိုတော့ပါဘူးလုံနီးကလည်းရမ်းကိုလွယ်ပါတယ်တုံးဝိသားအမဲသားကိုရေအင်းနဲ့ပြုတ်ရပါမယ်ဂျင်းကျက်တုံမိန်နဲ့ဟင်းချက်ဝိုင်နည်းနည်းလေးထည့်လိုက်မယ်ပွက်လာရင်အပေါ်ကအမြုပ်ကိုဖယ်လိုက်မယ်အသားကျက်သွားရင်ဆယ်လိုက်ပါမယ်ရင်နှွေးနဲ့ဆေးရပါမယ် ဒီလိုမှအသားနှူးသွားမှာဖြစ်ပါတယ်။ချက်ချင်တဲ့အချိန်မှာကြည့်လို့ရအောင်အသံလေးပေးပြီးစေထားလိုက်ပါနော်။ဆေးပြီးရင်မြေအိုးထဲကိုထည့်လိုက်မယ်။ဂျင်းလန်ကျွတ်တုံမိတ်ကိုထည့်ပြီးရင်နှွေးလောင်းထည့်လိုက်မယ်။အပေါက်ပိတ်ပြီးမိနစ်50လောက်ပြုတ်ပေးလိုက်မယ်။ပြီးရင်မော်လာဥဖြူထည့်ပြီး7မိနစ်ထပ်ပြုတ်လိုက်မယ်။အစာပလာမှာစားငရုတ်ကောင်ဈေးသီးနဲ့နနမင်ထည့်လိုက်ရင်ရပြီနော်။ဒီလိုလုပ်ထားတဲ့အမဲသားဟိရေကအရန်ကိုတောက်လို့ကောင်းပါတယ်။ရသည်ဥရအင်းနေတဲ့အချိန်မှာဒီပကံလောက်တောက်လိုက်ရရင်ခန္ဓာကိုယ်တစ်ခုလုံးနှွေးသွားစေလိမ့်မယ်။စိတ်ပြီးချက်ကြည့်နော်။ ခင်းလျာနဲ့ဘာလို့ကျွန်တော်သားက73မီတာနဲ့အရက်190စင်တီမီတာရှိနေတာလဲလို့လူတော်တော်များများကမေးကြတယ်။အချောင်းရင်ကတော့ကျွန်တော်အပတ်တိုင်းမှာသူ့ကိုဒီကရက်ဥအသားလုံးဟင်းရေလှုပ်ကျွေးတယ်လို့ပါ။အရင်ဆုံးကရက်ဥကို တော်တော်ဆင်းလိုက်မယ်။တော်တော်စင်မီတာအသားလေးကိုထည့်လိုက်မယ်။ကြက်သွမိတ်စားနဲ့ငရုတ်ကောင်ကြက်သားမုံကြက်ဥပြောင်းမုံမုံတွေကိုထည့်လိုက်မယ်။အသားကြိုက်တဲ့လူဆိုရင်လက်အိတ်ဝတ်လို့ရတယ်။နှောက်အောင်နေလိုက်မယ်။ကြည့်နေတဲ့အချောလေးတွေအသေးလေးပေးဖို့မမေ့ကြနဲ့တော့။ ်အခုချိန်မှာရင်းကြီးကိုပွာလာအောင်ရင်ဆိုင်လိုက်ပါမယ်ရင်းနဲ့ဆိုရင်ရပြီနော်အိုးထဲမှာဂျင်းနဲ့ကြက်တုံဖြူကိုမှုရအောင်ကြောလိုက်မယ်ရင်းကြီးထည့်မယ်မှုလအောင်ကြောပြီးရေထည့်မယ်ပွာလာတဲ့အချိန်ကျရင်အသားလုံးကိုထည့်လိုက်မယ်အသားလုံးတွေဘောလုံးပေါ်လာတဲ့အခါအရသာပိုရှိအောင်စားနဲ့ဇီးသီးကိုထည့်ပါမယ်ကြက်တုံမိတ်လေးဖြူလိုက်ရင်ရပါပြီဒီလိုလုပ်ထားတဲ့ကြက်အုပ်အသားလုံးဟင်းကြီးကအရန်တောက်လို့ကောင်းပါတယ်ဟားရီနဲ့လည်းပြည့်နေတယ်ခလေးအတွက်မြန်မြန်ချက်ကြည့်တော့နော်စာအုပ်ရာဒီမှာတောက်ကိုတောက်တဲ့နဲ့ဟင်းရီဆန်မျိုး ။နောက်ဆုံးတစ်မျိုးဆိုရင်အဖိုးမဖြစ်နိုင်လောက်အောင်တန်ဖိုးရှိပါရယ်။ခင်းလျာတစ်စောင်းရာဒီမှာကို့မိသားစုကိုဒီဟင်းရဲ့ချက်ပေးဖို့မမေ့နဲ့နော်။ဟင်းရဲ့လုံလီကို82နှစ်ရှိတဲ့တိုင်းဆေးဆရာဝန်တယောက်တင်ပေးထားတာဖြစ်ပါရယ်။ဟင်းရဲ့ကအရန်လက်ဆက်ပြီးအဟာရရှိပါရယ်။ဗီဒီယိုလေးကိုလည်းတင်ထားဖို့မမေ့ကြနဲ့နော်။တလောင်းလောင်းလောင်ရှိတဲ့ကြောင်ဖြုံလေးကိုအခွန်ခွာပြီးညီအောင်လှိလိုက်ပါမယ်။အိုရက်စီပူလာတဲ့အခါကြက်ဥသုံးလုံးထည့်လိုက်မယ်။မိအားဖြော့ဖြော့လေးနဲ့အကုန်ရှိဝါရောင်ဖြစ်သွားအောင်ကြောလိုက်ပါမယ်။ စစ်မီရောပေါ်မှာတင်းပြီးအပိုင်းပိုင်းဖြစ်သွားအောင်နှိမ့်လိုက်ပါမယ်။စီထဲစရာမလိုပဲကြောက်ဖြုံသေးကိုတစ်ခါလဲထည့်လိုက်မယ်။မိဟာတင်းတင်းနဲ့ကြက်သွားအောင်ကြော်လိုက်မယ်။ဖုန်းရှိကအလှလေးတွေခက်ခန့်လေးတွေအသေးပေးဖို့လည်းမမေ့ကြပါနဲ့နော်။ပြီးရင်ကြက်ဥကိုထည့်ပြီးစုပ်ွက်နေတဲ့ရင်နွေးကိုထည့်ရပါမယ်။ရင်နွေးထဲမှာဟိဟိဖြူဖြူလေးရမှာနော်။အဟာရလည်းပိုရှိမှာဖြစ်ပါတယ်။မိဟာပြင်းပြင်းနဲ့၃မိနစ်လောက်ချက်ပြီးဝက်သားလေးထည့်လိုက်ပါမယ်။ တဲပြားလေးလေးပါမယ်။စားနဲ့ကြသားမုံကိုထည့်ပြီးဆုံးသက်လေးမှာဇီးတိနဲ့ကျွတ်တုံမိတ်ကိုဖြိုးလိုက်မယ်။ဒီလိုနဲ့သောက်လိုကောင်းပြီးအဟာရရှိတဲ့ကြောက်ဖြုံနေဟင်းလေးရပါပြီ။ခလေးရောလူကြီးတို့မရောအရင်ကြိုက်ကြပါရစေ။မက်ရှင်လည်းမိသားစုအတွက်ချက်ကြည့်လိုက်နော်။ခင်းလျာလေးအရင်ချောက်တွေ့ရပြီးဥရုမမုံငင်းတော်ဘူးကြောက်ဝဟင်းလေးချက်ကြည့်ပါနော်။သောက်လိုကောင်းပြီးအဟာရလည်းရှိပါရစေ။အိမ်ကလူကြီးတို့မလည်းခလေးတွေအတွက်အရင်ကိုအကျိုးရှိပါရစေ။ကြောက်ဖို့မွေကြမလို့ပဲအိုးရက်ထက်လိုက်မယ်။ အပိုင်းသေးသေးလေးတွေထည့်အောင်ပိုင်းပြီးရင်နွေးကိုတစ်ခါတည်းထည့်လိုက်မယ်။ဒီလိုမှကြက်ဥရဲ့ original အရသာပို့ပြီးပြင်လိုက်မယ်။နှစ်မိနစ်ချက်ပြီးခရမ်းကြလေးတစ်လုံးကိုအတုံးတုံးလိုက်ပါမယ်။အိုးရဲကိုတို့ဦးထည့်လိုက်မယ်။အစာပလာအတွက်စားသစုံပဲရများရဲ့အခြေစုံထည့်ပါမယ်။မီးယာဖျော့ဖျော့လေးနဲ့၃မိနစ်ထပ်ပြုတ်လိုက်မယ်။မုန်ကြီးကိုထည့်ပြီး၅မိနစ်ထပ်ပြုတ်လိုက်မယ်။နောက်ဆုံးမှာတော့ကြက်သွမ်းမိန်နဲ့ဇီးသီးလေးကိုဖြူပေးလိုက်ရင်ရပါပြီ။အရသာအရန်ကောင်းပြီးကျမရဲ့အတွက်လည်းအကျိုးရှိပါရစေ။ခင်းလျာငါ ။လူအများစုကကြက်ဥခရမ်းကျင်ဒီဟင်းရီကိုချက်တဲ့အချိန်မှာခရမ်းကျင်ဒီကိုတခါတည်းအိုရက်ခက်ချက်တတ်ကြတယ်။အဲ့လုံလေးရမမှန်ပါဘူးနော်။ဒီနေ့ကျွန်တော်တင်ပေးမယ့်နေရာရန်လွယ်ပါတယ်။ရင်းနှွေးပွားအောင်ကျွတ်တာနဲ့ချက်နိုင်မှာအာဝခံပါတယ်။ခရမ်းကျင်ဒီကိုရင်းနှွေးနဲ့စက္ကန့်30လောက်ဆိုင်ထားလိုက်မယ်။ဒီလိုဆိုရင်အခွန်ခွာဖို့လွယ်သွားပြီ။ထပ်တော့စင်ပြီးခဏထားလိုက်မယ်။ပကံလေးကိုကြက်ဥသုံးလုံးခောက်ထည့်လိုက်မယ်။ရှာလကရင်နဲ့နဲ့ထည့်ဝင်ပြီးခဏထားလိုက်မယ်။အိုးရဲကစီပူလာတဲ့အခါမှာကြက်တော်မဲနဲ့ဂျင်းကိုထည့်ပြီးမှုလိုက်မယ်။ ရငင်ကြီးထက်ပြီးမိယာဖြွတ်ဖြွတ်လေးနဲ့ခေပြက်ချက်ပေးလိုက်မယ်။ခရမ်းငင်ကြီးအရေတွေထွက်လာအောင်ဖြည်းဖြည်းမွေပေးလိုက်မယ်။ဖုန်းကြည့်နေတဲ့မိတ်ဆွေတို့ follow လုပ်ပေးကြဖို့မေးကြပါနဲ့နော်။ဒီလိုဆိုရင်ကျွန်တော်တင်ထားတဲ့ဟင်းကိုချက်ချင်တိုင်းလာကြည့်လို့ရပြီလေနော်။ရေအတင်းတင်းကိုလည်းထည့်လိုက်ပါမယ်။ရေပွားလာတဲ့အခါစားကြသားမုံဂစီတက်ရေကိုလည်းနည်းနည်းစီထည့်ပေးပါမယ်။ပမာဏကိုတော့ကိုပြစ်ပြစ်လေးစားလင်လားကြဲကြဲလေးစားလင်လားချိန်ပြီးတော့ထည့်လို့ရပါတယ်။ပြီးရင်ကြက်ဥကိုလည်းထည့်လိုက်မယ်။ဂစီတက်ရေအရင်ထည့်ပြီးမှကြက်ဥကိုထည့်တာဟာထပ်လာတဲ့ပုံကိုပိုလှစေပါတယ်။ နှာအောင်မွေပြီးပွက်သွားအောင်မိရတို့ဝေးလိုက်မယ်။ပြီးရင်မိပိတ်လိုက်မယ်။ကန်လုံးလန်းကိုငရုတ်ကောင်းစီနန်းနန်းမင်းတို့ကိုအရင်ထည့်ပြီးရင်ချက်ထားတဲ့ကြက်ဥဟင်းကိုလောင်းထည့်လိုက်ရင် စားလို့ကောင်းပြီးအဟာရရှိတဲ့ကြက်ဥခရမ်းညင်သီးဟင်းလေးရလာပါပြီ။အရန်လွယ်ရမလား။အင်းကကလေးကိုသွားချက်ကျူးလိုက်တော့နော်။